ိုရှွာပန်ရဲ့ပြိုင်ဘက်အသစ်ဖြစ်တဲ့ Brandon Rafael ရဲ့တက်ကွက်ဆုံးတဲ့အကြောင်းအဓိကပြောပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။ Marshall Minier မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ။ကျွန်တော်ဂျိုရှွာပန်ရဲ့ဗီဒီယိုတင်နေရတော့လည်းနည်းများတယ်။ညကျလို့ရှင်တော့1 Championship ကဗီဒီယိုတွေပြန်ပြီးတော့တင်ပေးမယ်ဘောတော့ဒါ Twin Link ထပ်မိုးထောင်းအောင်ပြီးတော့ Saw Min Min တို့ရဲ့ပွဲတွေကိုထပ်ပြီးတော့တင်ပေးပါ။အခုကတော့ဒါဂျိုရှွာပန်ရဲ့ပွဲကိုတော်တော်လေးတက်ကြနေတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ပြိုင်ဘက် Brandon Rafael ရဲ့ တိုက်ခိုက်ရေးညီဆက်နေကြအောင်ကျွန်တော်အသေးစိတ်လေ့လာတာလေးပြောပြမှာဖြစ်ပါဘရန်နန်ရပေါကကျတော့သူ့ရဲ့ ranking နံပါတ်1မှာရှိနေတဲ့အနေထားရတက်ကွက်ကတော်တော်လေးစုံနေကစားသားမှာအဲ့လိုမျိုးတက်ကွက်စုံတာပဲသူ့ရဲ့အားသာချက်ဖြစ်တယ်လို့သူ့ရဲ့အားနည်းချက်လည်းဖြစ်ပါလက်ရှိကြည့်မယ်ဆိုရင်လက်သီးလဲရတယ်တထောင်လဲရတယ်ဒူးလဲရတယ်ခြေကန်လဲကောင်းတယ်ပြီးတော့ grappling မှာဆိုလို့ရှိရင်လည်းလုံးနိုင်တဲ့အနေထားကြီးအကုန်လုံးရှိပါဒီကောင်ကသူ့ရဲ့အားသာချက်အားနည်းချက်ဖြစ်တယ်ဆိုတဲ့အကြောင်းအရကျွန်တော်အသေးစိတ် ီဒီယိုနောက်ပိုင်းမှာတစ်ချက်ပြောပြပါ Brandon Report ရဲ့အဓိကကစားဟန်အောင်ပြောရမယ်ဆိုရင်သူ့အနေနဲ့အတင်းကြီးဝင်လုံးတာမျိုးမလုပ်ဘူးသူက striking မှာအဓိကကစားတဲ့ပုံစံမျိုးရှိရယ် striking မှာဆိုလို့ရှိရင်ညာချီညာလက်ရှေ့ထားပြီးတော့ short post stand ဖြစ်ပါ short post stand ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီညာလက်သီးပေါ့နော်ဂျက်လက်သီးကိုတော်တော်လေးကောင်းကောင်းမွန်မွန်အသုံးပြုနိုင်အောင်တွေ့ရအဓိကအားဖြင့်သူကအယက်မြင့်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့အကွာဝေးတစ်ခုကနေပြီးတော့ သူအဓိကသုံးလေးရှိတာကညာကြက်လက်ကြီးကောင်းကောင်းထောင်းနိုင်တယ်။ပြီးတော့အခုမြင်ရတဲ့ဘယ်ဘော်ဒီကစ်တွေသူ့ရဲ့ဘော်ဒီကစ်တွေကတော်တော်လေးကောင်းအောင်တွေ့ရပါဒီချက်ကဂျိုရှာဗန်အတွက်တော့နည်းနည်းလေးတိုင်ပတ်နိုင်ကြီးရှိပါဘာဖြစ်လို့လဲဆိုတော့ body kick ကန်ခံရတယ်ဆိုလို့ရှိရင်တက်လုံမိုင်းဆိုင်ရာနည်းနည်းကြတာတွေနားတာတွေရောဖြစ်နိုင်ပါသူကအဓိကအဖြစ်သူ့ရဲ့ striking မှာအဓိကအားတာရာကပါလဲဆိုတော့ဒီ feint နေလို့တော့သူတောက်လျှောက်ကြီးအမြဲတမ်းကြီးထိုးနေရကစားသမားမဟုတ်ဘူး feint နေပြပြီးတော့မှသူလိုအပ်တဲ့အချိန်မှာကွက်တီထိုးရတယ်လက်တီထိုးတဲ့အချိန်ညာလို့ရှိရင် ညာလက်သီးနဲ့ကောင်းလို့ဘယ်လက်သီးကလည်းဘယ်ဖြောင်းလက်သီးတွေကတော်တော်လေးကောင်းဒါပေမဲ့ဘယ်ဖြောင်းလက်သီးကိုအမြဲတမ်းကြီး1 2အနေနဲ့တွဲပြီးထိုးလို့ရှိရကသာသမားမဟုတ်ဘူးအဓိကအားဖြင့်ညာလက်သီးထိုးပြီးတော့ဘဲချီကန်ချက်ကိုဘော်ဒီရဲကိုဖြစ်ပြီးတော့ကန်အားတော့တော်တော်လေးသဘောကျတာကိုတွေ့ရပြီးတော့ဒါသူ့ရဲ့အကွာအဝေးတစ်ခုကနေကစားရဲကစားဟန်ပေါ့နော်အကွာအဝေးတစ်ခုကနေဆိုရင်ဘဲချက်တော့နဲ့ဘော်ဒီကစ်တွေခက်ကြက်ကန်နေပြီးညာလက်သီးထိုးတယ်ဒါကြောင့်1 2ထိုးတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးပြိုင်ပွဲကနည်းနည်းလေး intense ဖြစ်လာတယ်မြန်လာတယ်ဆိုရင် သူ့ရဲ့ ညာ body shot တွေပြီးလို့ရှိရင်ညာပင့်လက်သီးဘဲပင့်လက်သီးတွေကတော်တော်လေးမြန်အောင်တွေ့ရဥပမာပြကျွန်တော်တို့ clinch အနေထားနည်းနည်းလေးပူးနေပူးသွားပြီးကတ်သွားပြီးပြီးတော့ကစားတာကအရှိန်မြန်လာပြီဆိုရင်သူ့အနေနဲ့ညာလက်သီးက body shot တွေလည်းပြိုင်ဘက်ကိုဝင်သလိုဘဲပင့်လက်သီးတွေကလည်းတော်တော်လေးကောင်းပါဒီချက်တွေကိုတော့ Joshua Van အနေနဲ့တတိထားလိမ့်မယ်လို့မြင်တယ်ပြီးတော့မထင်မထင်သလို spinning back face တွေ spinning elbow တွေရိုက်နေရှိပါ Joshua Van အနေနဲ့အဝင်အထွက်တွေမှာနည်းနည်းလေးတတိထားမယ်ပိုင်းတွေတော့မြင်ပါ ပြီးတော့နောက်တစ်ချက်ကတကယ်လို့သူနဲ့ထိုးရင်းပြုတ်ရင်းနဲ့ပိုးပြီးတော့လဲကျသွားတာတို့ဘာလို့ဖြစ်ရင်ထားတဲ့အချိန်မှာတော်တော်လေးယူဆိုင်ဖို့လို့ဘာလို့လဲဆိုတော့ဒူးတထောင်တော်တော်ထွက်တဲ့ကစားသမားတယောက်သူ့အနေနဲ့ဒီနည်းနည်းလေးပိုးပြီးတော့အရက်ရလေအသာစီးရတဲ့အတွက်ကြောင့်မလို့သူ့ဒူးထွက်တဲ့ပုံစံကတော်တော်လေးမြန်အောင်တွေ့ရဒါကြောင့်မလို့ striking ဘိုင်းမှာဆိုရင်သူ့အနေနဲ့လက်သီးမှလည်းကောင်းကောင်းထိုးနိုင်တယ်ခြေကန်ကောင်းတယ်ပြီးလို့ရှိရင်ဒီဒူးတထောင်အနေနဲ့ကောင်းအောင်နေဆိုတဲ့အနေထားမျိုးတော့ရှိပါဒီတော့ကြောင့်မလို့ ဂျိုရှောဘန်နေနဲ့ striker မှာဘာရှင်နိုင်မလဲလို့ကျွန်တော်လာမေးရဆိုရင်တော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒီလိုမျိုးတောက်ခတ်ဆုံးတဲ့အချက်ကသူ့ရဲ့အားသာချက်ဖြစ်တယ်လို့အားနည်းချက်လည်းဖြစ်တယ်ဆိုတော့ကျွန်တော်ပြောခဲ့။ဘာလို့လဲဆိုတော့တောက်ခတ်ဆုံးတဲ့အတွက်ကြောင့်မလို့သူဒီတက်ဆူရတိုင်ရာတို့ပြီးလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးထုတ်ခဲ့တဲ့ဒါဘရန်နန်မိုရီနိုတို့ရဲ့ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ဆုံဆုံလင်းလင်းထုတ်သုံးနိုင်တဲ့အတွက်ကြောင့်မလို့အမှတ်အရအားသာချက်ရှိတယ်။ဟိုထိကြရလဲတာတယ်။မြေပြင်မှာလုံးဆိုရင်အတိုင်းအတာတစ်ခုထိလုံးနိုင်တယ်။ ပြီးတော့အရက်မြင့်တဲ့အတွက်ကြောင့်မလို့အကွာအဝေးထိမ်းပြီးတော့ထိချက်တအောင်ကစားနိုင်ဒါပေမဲ့တပေါက်သေးကိုလုံးဝအပိုင်လေးကျင့်လာတဲ့ဒီပန်ဒိုဂျာရိုလိုမျိုးပုံစံမျိုးဆိုလို့ရှိရင်တော့သူကတိုင်ပတ်တယ်ပေါ့နော်ဥမာသူက grappling နဲ့ကောင်းတယ်ဆိုပေမဲ့ဗျာပန်ဒိုဂျာ grappling ကောင်းတဲ့လောက်ကြီးကောင်းတာမျိုးမဟုတ်ဘူးသူ့အနေနဲ့ defend လုပ်နိုင်တယ်ဒါပေမဲ့အရန်ကြီးဟိုကောင်းမွန်တုံ့ပြန်နိုင်တာမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီပန်ဒိုဂျာကိုဆိုရင်မနိုင်တာဖြစ်ပါတယ်။ပြီးတော့ဂျိုရှွာဘန်ကိုသူ့အနေနဲ့လုံးဝ short ထားခြင်းမရှိဘူး။သူ့ရဲ့ Instagram post ဆောက်မှာဆိုလို့ရှိရင် ဂျိုရှောဘန်ကဆောနာလေးနေရာမှာထိုးတက်သွားတာမဟုတ်ဘူးလားလို့မှတ်နေချိန်မှာဒါဂျိုရှောဘန်ကတကယ်ကျန်းတဲ့ကစားသမားတယောက်ပြီးတော့တကယ်ကို respect ပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ comment မှန်ထားတာကိုတွေ့ရတယ်။သူဒီပြောခဲ့တဲ့ဗီဒီယိုမှာဆိုရင်လည်းသူ့အနေနဲ့ five way တန်းကတကယ်ကိုနမဲကျော်ကျယ်ဝင်းတယောက်နဲ့နမဲကြီးနာမဲကျယ်ဝင်းတယောက်နဲ့ထိုးတက်ရတော့မယ်ဆိုပြီးတော့ပြောခဲ့တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ short ထားတာမဟုတ်ပါဘူး။ဂျိုရှောဘန်အနေနဲ့ဘလို့ဘိုင်းမှာနိုင်နိုင်နိုင်ဆိုတော့ပုံဝင်နေပြောရမယ်ဆိုရင်ညာ overall ရခြုံကျင်တော့ဂျိုရှောဘန်မတားဘူး။ ပြိုင်ဘက်ကခြေကန်နေနဲ့ကောင်းတယ်ပြီးတော့အရက်ကလည်းမြင့်နေအပေါင်းဝေးကလည်းထိန်းနိုင်တယ်ပြီးလို့ရှိရင်ဒီတထောင်းနေတူးတွေကလည်းကောင်းလို့မြေပြင်မှာလည်းတိုက်ခိုက်နိုင်တယ်ပေါ့ဗျာဒီလိုမျိုးတွက်ကြည့်လိုက်ရင်တော့ဂျိုရှွာဘန်နိုင်မို့မလွယ်ဘူးလို့တော့ထင်စရာတော့ရှိပါဒါပေမဲ့ဂျိုရှွာဘန်ကကြတော့လက်သီးတပေါက်တည်းကိုတော်တော်လေးကောင်းတာဥမာပြဘရန်နန်ရဘောနဲ့ဂျိုရှွာဘန်နဲ့ရှင်ထိုးပြီဆိုရင်ဂျိုရှွာဘန်ကလက်သီးပိုင်းတာဒီလိုမျိုးတပေါက်တည်းကိုအရန်ကောင်းတဲ့ကစားသမားရင်းနဲ့တွေ့ရင်ဘရန်နန်ရဘောကနည်းနည်းလေးတိုင်ပန်းလေးရှိတာကိုတွေ့ရပါဘူးဘာလို့လဲဆိုတော့ဥမာ တက်စရီတာရဲ့နဲ့ပွဲမှာဆိုလို့ရှိရင် သူနောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲဆိုလို့ရှိရင်သူ့အနေနဲ့ကတကယ်တမ်းမြေပြင်ပေါ်မှာဆိုတော်တော်လုံးခံဒါပေမဲ့တက်ကွက်ဆုံတဲ့အတွက်ကြောင့်မလို့တက်စရီတာရဲ့မြေပြင်ပေါ်မှာကောင်းနေဆိုပေမဲ့အေးမြေပြင်ပေါ်မှာကောင်းတာကဒီချန်ပီယံပန်ဒိုဂျာလောက်ကြီးဒိုမိနိတ်လုပ်နိုင်တာမျိုးမဟုတ်ဘဲနဲ့အရင်ကြီးသူ့မသားကိုမသားဖြစ်နေတဲ့အချိန်မှာဒီဘရန်နာရဘောရဲ့ striking စွမ်းရည်တွေကသူ့အမှတ်တွေရစီတယ်ပြီးလို့ရှင်ပွဲကိုအသာကြီးရသွားစေတာဖြစ်ဒီတော့ကြောင့်မလို့တက်ကွက်ဆုံတယ် ဒါပေမဲ့တနည်းအားဖြင့်မှရိုင်းကောင်းနေဆိုပုံစံမျိုးမဟုတ်ဘူး။ဒါကြောင့်မလို့လေသူပန်ဒိုချာနဲ့တွေ့တဲ့အချိန်မှာပန်ဒိုချာ striking mind ရတာတယ်ဆိုပေမဲ့ပန်ဒိုချာရဲ့ grappling mind ကသူ့ထက်တိတိတသားကြီးကောင်းနေတဲ့အချိန်မှာဆိုလို့ရှိရင်သူ့အနေနဲ့အနိုင်မရတာဖြစ်ပါတယ်။ဂျိုရှာဗန်နေနဲ့လည်းဘယ်လိုနိုင်နိုင်လဲဆိုတော့ကျွန်တော်အခုကပြောသလိုမျိုးပါပဲ။ခြေကန်ချက်တွေသူကောင်းလိမ့်မယ်၊ဒူးထောင်တွေကောင်းလိမ့်မယ်၊ဆွဲလှဲတာတွေပါလေလောက်ကောင်းလုပ်နိုင်လိမ့်မယ်။ဒါပေမဲ့ဘောက်စင်တစ်ပေါင်းမှာတော့ဂျိုရှာဗန်ကလုံးဝအားသာချက်ရှိပါတယ်။ ဂျိုရှော့ဖန်ကဒီ striking ဘိုင်းမော်တော့ပေါင်းစင်းနေမဟုတ်ဘူးဒီ striking ဘိုင်းမှာဆိုလို့ရှိရင် brandon report ထပ်စာလို့ရှိရင်ခြေရန်လက်တန်တူတာလွယ်လို့ရှိရင်ကစားတဲ့ပုံစံတော်တော်လေးကြည်ကြည်လင်းလင်းနဲ့ကောင်းအောင်တွေ့ရဒီတော့ချက်မလို့အဓိကအပြည့်တိတ်တောင်း defense ကောင်းကောင်းလုပ်ပြီးလို့ရှိရင် striking ဘိုင်းမှာအသာစီရယူဖို့လိုအပ်တာဖြစ်ပါ brandon report အနေနဲ့သူကနှစ်ခုလုံးကိုဥမာ grappling ရောသူ့ရဲ့ striking ဘိုင်းရောကောင်းကောင်းလေ့ကျင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ striking ဘိုင်းအချင်းနေမကောင်းတော့ဘူးထင်ရင်တေချာမောက်ဂျိုရှော့ဘန်ကိုဝင်လုံးပြီးတော့အမှတ်ယူပါ သူကဒီ gremlin မှာအခြေအနေမကောင်းဆိုလို့ရှိရင် striking ထိုးပြီးတော့ကစားပွဲကိုမျှအောင်လို့ပြန်လှုပ်လိုက်တဲ့ပုံစံမျိုးပြောရမှာစစ်တိုက်သလိုမျိုးဆိုရင်ကုန်းတက်ကောရေတက်ကောနှစ်ခုလုံးမျှတယ်ဒါပေမဲ့တစ်ခုထဲမှာအားကြီးနေမျိုးမဟုတ်ဘူးဂျိုရှာဗန်အနေနဲ့လောက်ရမှာပြိုင်ဘက်ရဲ့ gremlin ကိုလုံးဝပိတ်ချလိုက်တိတ်တောင်းတစ်ဖက်သိချလုံးပြီးလို့ရှိရင် striking မဲ့တောက်လျှောက်ရှင်ထိုးရမှာဖြစ်ပါ striking မှာမှမတားလို့ရှိရင်တော့ဂျိုရှာဗန်နိုင်ပြအကြောင်းမရှိတော့ဘူးဒါကတော့ကျွန်တော်အနေနဲ့ပုံမှန်နေပြောပြဒါပေမဲ့ဂျိုရှာဗန်ရဲ့ bouncing skill က brandon rebound နဲ့ရှင်ထိုးဖို့လုံလောက်တယ်လို့တော့မြင်နေတယ် ဒါပေမဲ့လည်းနည်းနည်းစိတ်ပူမိတာတခုကခြေတံလက်တံပိုင်းမှာဆိုရင်ငါးဖေးကိုလမထီအောင်ရှိပြီးတော့အကွာဝေးထိန်းနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တုံးကြီးပွဲမှာဆိုရင်သူ့အနေနဲ့အကွာဝေးထိန်းပြီးတော့သာကစားသွားရဲဆိုရင်အမှတ်အရထိချက်နည်းနည်းတာနိုင်ခြင်းလည်းရှိဘလိုပဲနေနေ ranking number 1ကကစားသမားကတော့တွေ့စရာအကြောင်းလုံးဝမရှိဘူးသူ့စီမှာလက်နက်အဆုံရှိရယ် striking ပိုင်းအကွာဝေးထိန်းထိုးနိုင်တယ်ကတ်သွားပြီဆိုလို့ရှင်လည်း body shot ကြီးပြီးလို့ရှင်တထောင်ရိုက်ချက်ဒူတိုက်ချက်တွေကတောက်လျှောက်ထွက်တယ်လိုအပ်ရင်လိုအပ်သလို ground game မှာလည်းကောင်းကောင်းတုံ့ပြန်နိုင်အောင်တွေ့ရပါ ဒါကတော့ပြိုင်ဘက်အကြောင်းကျွန်တော်အသေးစိတ်ဤနာရတော့ပြောပြပေးသွားတာဖြစ်ပါတယ်။အဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။